နံပါတ်4ရဲ့နံပါတ်4ရဲ့ B နဲ့ C နဲ့ကိုပြန်တွက်ပြပါမယ်။စာလေးရေးထားတာမှားနေမှာဆိုလို့ပေါ့နော်။မှားပြီးအမှတ်ရခံရမှာဆိုလို့ပါ။အဲ့တော့ cos inverse ကို cos minus 1 over 2အတွက်ကိုသူရှာခိုင်းတယ်။အဲ့တော့ဒါကိုရှာခိုင်းတယ်။အဲ့တော့ဆရာမကဒီကောင်လေးကိုစတွက်တဲ့အချိန်မှာသူ့တိုင်းပြန်ယူလိုက်မယ်။ cos inverse cos minus 1 over 2တွက်မယ်ပေါ့နော်။ equal ဆရာမတို့ cos inverse ကတော့ cos inverse ခဏထားမယ် cos minus 1 over 2က cos 1 over 2နဲ့အတူတူပဲဘာလို့လဲဆိုတဲ့ဟာလေးကိုဒီနေ့မှအကြောင်းပြချက်လေးရေးမယ် cos minus theta equal to cos theta ဖြစ်တယ်เนาะဒါကြောင့်မို့လို့တန်းပြီးတော့ရေးလို့ရတယ်ဒါဆိုရင်ဆရာမကဒီ cos inverse နဲ့ cos နဲ့ခြေလို့ရတယ်အဖြေကခြေလိုက်တော့1 over 2ပဲရမယ်အဲ့လိုဘာလို့ခြေလို့ရတာလဲဆိုတဲ့ဟာကိုဒီနေ့မှအကြောင်းပြချက်လေးထည့်ပြီးတော့ရေးမယ် ဆီယမရှာတင်တဲ့ဒီအင်တာဗယ်ဖြစ်တဲ့ ACE ဒီဆီယမတို့လိုချင်နေတဲ့အင်တာဗယ်ဂျာထဲမှာရှိလားเนาะ cos inverse cos inverse cos cos ဒီက cos ACE ကပုံနေနီးမှာ ACE နဲ့ညီတယ်ဆိုတာဘယ်အခါမှာလဲဆိုရင် for ACE ကဘယ်နဲ့ပဲကြားလဲဆို0 less than equal ACE less than equal pi 0နဲ့ pi နဲ့ဂျာနဲ့ဝင်ပြီနော်ဒီ interval x က domain x က0နဲ့ပိုင်တဲ့ပိုင်နဲ့ဂျာထဲမှာဖြစ်နေတယ်ဆိုရင် အဖြေသည်ဒီနှစ်ခုညီချပြီးတော့ x ဖြစ်တယ်လို့ပြောလို့ရတယ်။ဒါဆိုအခုက1 over 2ဖြစ်နေတာ။အဲ0နဲ့0နဲ့ပိုင်တဲ့ဈာမှာဟုတ်လားမဟုတ်လားကြည့်လိုက်တော့ဒီမှာ1 over 2ပြောင်းလိုက်ပြီဆရာမ။အစောတုန်းကတော့ negative 1 over 2ဟုတ်တယ်။ဒါပေမဲ့အခုဒီမှာ h တန်ဖိုးဒီ1 over 2အနေနဲ့ပြောင်းသွားပြီဖြစ်တဲ့အကြောင်းလို့1 over 2ဒီဘယ်နဲ့ဘယ်ကြားမှာရှိလဲဆိုရင်0နဲ့ပိုင်တဲ့ကြားမှာရှိတယ်။ဒါကြောင့်မလို့တန်းပြီးတော့ရေးလို့ရသွားပြီ ြေသွားပြီပေါ့နော်အဲ့ဒီမှာရင်းနေကြတိုင်းဆိုဒီမှာ x လို့မရေးဘဲနဲ့ဘာရေးရမှာလဲဆို1/2လို့ရေးရမှာပေါ့နော်သူရဲ့ x တန်ဖိုး1/2ဖြစ်သွားတာပေါ့အဲ့ဒီ1/2ဒီ0နဲ့ပိုင်နေကြဟုတ်တယ်နော်ပိုင်တန်ဖိုးကဘယ်လောက်လဲပိုင်တန်ဖိုးက3 point ကျော်ကျော်လားပိုင်ရဲ့တန်ဖိုးက2 point ကျော်ကျော်လား3 point ကျော်ကျော်လားနေကြတာမှာ3.14เนาะပိုင်ပိုင်ပိုင်တန်ဖိုးက3.14ကျော်ကျော်ရှိတဲ့အတွက်ကြောင့်မို့လို့ နော်ပိုင်ရဲ့တန်ဖိုးက3.14 3.14ကြော်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ limit ဒီ0နဲ့အဲ3.14ကြော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ သူ့ရဲ့အဖြေဖြစ်တဲ့1 over 2ဒီဂျားထဲမှာရှိတာမို့လို့ဒါဆက်မတို့တန်ပြီးတော့ရေးလို့ရတယ်ဒီနှစ်ခုခြေလို့ရတယ်ဒီပုံစံလေးကိုတုံးလိုက်ရင်ရပြီပေါ့နော်အဲ့ဒါတပုတ်ဒါဆိုလွယ်လွယ်လေးဖြစ်သွားပြီနော်အဲ့ဒါဆိုအမှတ်လည်းမလျှော့ခံရတော့ဒီလိုလေးကြီးပဲရေးလိုက်မယ်နော်ပြီးရင် number number C ပေါ့ နံပါတ်စီကတော့သူကတန်ဂျန် inverse တန်ဂျန် minus √3 ကိုမေးတယ်ဒါဆိုရင်ရှာမတွက်မယ်ပေါ့နော်အဲဒါကိုရှာမယ်ရှာမယ်ဆိုတော့ဒီဘက်ချမ်းကိုရှာမပြန်ကူးလိုက်တယ်တန်ဂျန် inverse တန်ဂျန် minus √3 ကျမကဒီမှာတန်းကျပ် -3 နော် -tan ကျပ် -3 ဆိုရဲဟာကိုကျမတို့က တန်းကျန်အင်ပါစတန်းကျန်မိုင်းနက်3တန်းကျန်မိုင်းနက်တီတာတီဘာနဲ့တူလဲဆိုတော့တန်းကျန်မိုင်းနက်တီတာကမိုင်းနက်တန်းကျန်တီတာနဲ့တူတယ်ဒါကြောင့်ပြင်လိုက်ပြီးတန်းကျန်အင်ပါစမိုင်းနက်တန်းကျန်တီတာတီ3နော်အဲ့ဒါအဖဲကြောင့်ဆိုတော့မှဘယ်လိုရေးမလဲဆရာမတန်းချန် minus theta equal minus tangent theta အဲ့ဒီဒီအချက်ကိုယူတော့မယ်ပေါ့ နော်အဲ့ဒါလေးရေးလိုက်ပြီးပြီးတော့နောက်တစ်ချက်မှာ equal ဒါကိုဆက်ရှင်းမယ်နော် tangent inverse minus tangent root 3 minus tangent root 3ဆိုတော့အဲ့ဒါဟိုဒါတော့ဘယ်ချက်ကိုသုံးမလဲဆိုရင်ဆရာမ down ချင်းပေါ့နော် down ချင်းပြောင်းပြီးတော့သုံးမယ်အဲ့တော့ tangent 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 inverse က tangent inverse ပဲခဏထားမယ် minus tangent root 3ဒီ tangent 180 degree တွေကနှုတ်မယ်ဘာအောင်နှုတ်မှာလဲဆိုရင် root 3ကိုနှုတ်မှာ ဲ့တော့အဲ့အတွက် formula ဘာရေးမှာလဲဆိုတော့เนาะ minus tangent theta d equal to tangent 180 degree minus theta နဲ့အတူတူပဲအဲ့ဒါကိုရေးမှာเนาะ tangent 180 degree minus theta tangent 180 degree minus theta နဲ့အတူတူပဲဆိုတာရေးမှာအဲ့ခါကျတော့ theta က pi/√3 ဖြစ်နေတာဆိုတော့ဒါ ပိုင်ပိုင်းနဲ့တို့3ပေါ့နော်အရင်တော့အကြက်ခဲ့တာ180နဲ့ကြက်ခဲ့တာမဟုတ်လို့ဆင်မ180နဲ့ရေးလိုက်တာကိုမှတ်ခဲ့တာ180မဟုတ်ဘူးပိုင်နဲ့ပဲမှတ်ခဲ့တာဆိုလည်းပိုင်နဲ့ပဲရေးပါအတူတူပါပဲဒီနေရာမှာသဘောထားချင်းနော်ဘာလို့လဲဆိုတော့အခုကတော့ပိုင်နဲ့ပဲသုံးတာဆိုတော့ပိုင်နဲ့ပဲရေးရင်လည်းပိုးအဆင်ပြေတာပေါ့နော်ပိုင်ပဲရေးလိုက်ပေါ့အဲဒါဆိုရင်တန်းကျပ်ပိုင်းပိုင်းနဲ့တီးတာဒီမိုင်းနဲ့တန်းကျပ်တီးတာနဲ့တူတာဖြစ်တဲ့အကြောင်းလို့ဆင်မကဒီဟာလေးကိုကိုမှရှိတာမိုင်းနဲ့တန်းကျပ်တီးတာရှိတယ် အဲ့ဒါကိုအံငယ်ချိန်လိုက်တော့တန်းချံပိုင်းပိုင်းနဲ့တီးတာနည်းနည်းချိန်လိုက်ပြီးအဲ့တော့တန်းချံပိုင်းမိုင်းနဲ့တီးတာဒီ root 3ဆိုတော့ပိုင်းပိုင်းနဲ့တီးတာတုံးလိုက်ရေးလိုက်ပြီးအဲအဲ့မှာဒီနှစ်ခုကခြေလို့ရသွားပြီ limit ထဲကျုံဝင်သွားပြီဆိုတော့ဒီနှစ်ကောင်တူညီသွားပြီပေါ့နော်ဒီနှစ်ခုတန်းနဲ့တန်းနဲ့ခြေလို့ရသွားပြီအဖြေကဘယ်လိုရမလဲဆိုရင်ပိုင်းမိုင်းနဲ့ root 3ရမယ် answer က နော်ဖြေမှန်ပိုင်မှန်နေရူ3နှစ်ခုခြေပလိုက်ပြီအဲ့အတွက်ကအဖဲเจ้าဆိုတော့မှရေးမယ်ဆိုရင် tangent inverse ပြီးရင်နောက်မှာပါလေ tangent x နော် tangent inverse tangent x ဒီ equal x နဲ့တူတယ်ဘယ်အတွက်တူတာလဲဆိုရင် for tangent tangent အချို့ကဘယ်မှာတူတာလဲဆိုတော့အဲဆရာတို့ဖတ်စာထဲမှာဆက်နောက်က tangent နဲ့ပတ်သက်ပြီးတော့မရေးထားဘူးတော့เนาะအဲ့ဒါပြီးခဲ့တဲ့အပတ်ကတော့ဆရာမရေးခဲ့ဘူးတဲ့ထင်တယ်เนาะဟိုအဲ့ဒီအချက်ကလေးကိုလေး တန်းညံနဲ့တန်းညံကဘယ်ချိန်မှတွေ့လဲဆိုတာလေဘယ်ချိန်မှမှန်တာလဲဆိုတာတန်းညံ impasse တန်းညံ x ကဘယ်ချိန်မှမှန်တာလဲဆိုတော့ mine နဲ့ pi mine 2နော်ဒီဟာကိုမေ့သွားရင်ဒါလေးကိုကြည့်နော်ဒါလေးကိုကြည့်ဒီ domain ကိုကြည့် domain ဒီတန်ညာ function domain အားကြောင့် pi/2 minus pi/2 less than equal x less than ဟော equal မပါဘူးနော်သူကအစမ်းတုတ် line နဲ့ရှိတော့ equal မပါတော့အဲ့တော့ဒါလေး equal sign ဖြုတ်ပေးလိုက်ရင်ရပြီဒါလေးရေးပေးရမယ်ဒါမရေးဘဲနဲ့တော့မရဘူးပေါ့နော်ဒီအချက်နောက်ကရေးပေးရမယ်အဲ့ဆိုရသွားပြီ ဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ခုကဓမ္မဒါတွေဒါတွေတွေ့ပြမယ်ဖတ်စာအုပ်ထဲဟာနံပါတ်ဒီကောင်လေးပေါ့နော်ဒါနံပါတ်5အဲနံပါတ်5ကဒါ test ထဲမှာပေးထားတာ old question မှာမေးသွားတော့တန်းကျပ် impersonal မေးတယ်နောက်ထပ်လာနိုင်တာ secret impersonal လာနိုင်တယ်တွေ့ကြည့်ထားဖို့အတွက်လိုတယ်ပေါ့နော်အဲ့တော့ဆရာမဒီနံပါတ်5လေးကိုတွေ့ပြပါမယ် test ရဲ့နံပါတ်5လေးတွေ့ပြမယ်ဒါဆိုရင်သူက prove that အသက်တည်ပြပါ sin inverse x က plus cos inverse x d ပိုင်ပိုင်ဒူးဖြစ်ကြောင်းတက်သေးပြပါအဲ့တော့အဲ့လိုတက်သေးပြတဲ့ပုံစံတွေမှာတခါတည်းမေးခွန်းကိုပိုင်ပိုင်ဒူးဆိုပြီးဒီဘက်မှာလာပြီးတော့ချရေးလို့မရပါဘူးเนาะတူပရုဆိုပြီးရေးရေးပေါ့เนาะမဟုတ်ရင်တော့တမ်းပြီးရေးလို့မရဘူးဘာကြောင့်လဲဆိုသူကတက်သေးပြခိုင်းတာအတွက်ကြောင့်မို့လို့ကိုကဘာလို့ပြရမလဲဆိုတက်သေးပြပြရမယ်သတိပြာပြီးတော့အစင်းစင်းတွက်သွားမယ်ဒါကိုအစင်းစင်းချင်းသွားမယ်ရှင်းသွားမယ်ရှင်းသွားပြီးတော့မှနောက်ဆုံးမှဘာနဲ့ညီရမှာလဲဆိုတော့ပိုင်ပိုင်တူးနဲ့ညီရမှာအဲအဲ့လိုပုံစံတွက်သွားအောင် ဲ့ခါကျတော့ဆရာမကတော့ဒါကိုဘယ်လိုလုပ်လိုက်မလဲဆိုတော့ဒါကိုကူးမနေတော့ဘူးပေါ့နော်အဲကူးနေရင်အမှတ်လျှော့ခံနေရမှာဆိုလို့ပရိုဒတ်ကြီးကိုတခါတန်ပြီးကူးနေတာမျိုးဆိုရင်အမှတ်လျှော့ခံနိုင်ရတာမို့လို့မကူးတော့ဘဲနဲ့ solution မှာမေးခွန်းမှာရှိတဲ့ sin by x တော့၎င်း cos inverse x တော့၎င်းကြိုက်တဲ့တက်ရတစ်ခုခုကိုဝိုင်းထားလိုက်မယ်နော်အဲ့တော့ let y equal to sin by x ပေါ့ဒါမှမဟုတ်လဲ sin by x is equal to y အဲ့လိုရေးလိုက်ရတယ်နော်ဒါမှမဟုတ်ရင် cos inverse x ကိုထားမယ်ဆိုလည်းရတယ်ကြိုက်တာကိုထားအဲ့တော့ y equal to sin inverse x အဲ့ဒီမှာ limit ကန်တစ်ချက်လေးရေးဖို့ရေးဖို့လိုတယ်အဲ့ဒီဒီ y ဒီ y values ဒီဘယ်နဲ့ဘယ်ကြားဖြစ်ရမှာလဲဆိုရင် inverse function ဒါသူ့ရဲ့ y တန်မိုး domain က function ရဲ့ domain ဒီ y ဒီ minus less than equal pi minus 2 less than equal minus pi minus 2နဲ့ pi minus 2အတွင်းရှိရမယ် ဲ့တော့ y equal to sin inverse x လောက်ထားတဲ့အကြောင်းပေါ့ x is equal to ဒီဘာဖြစ်သွားပြီလဲဆိုတော့ sin 1ဖြစ်သွားပြီပေါ့နော်တန်ညီမရေဟိုဘက်တစ်ဘက်ပို့လိုက်ရင် x equal to sin 1ဖြစ်သွားပြီ okay အဲ့ဒါဆိုရင်ဆရာမတို့ကဒီမှာခဏရက်ခဲ့ပြီအဲခဏတစ်ဖြက်ရက်ထားခဲ့ပြီးတော့ဆက်ပြီးတော့ဆက်ရှင်းမယ်ပေါ့နော်ဘာလို့ဆက်ရှင်းရမှာလဲဆိုတော့ cos inverse ကိုဆက်ပြီးတော့ရှာရအောင်အဲ့တော့ cos inverse ကိုရှာရမယ်ဆိုတော့ cos inverse sin y နေရာမှာဆရာမ sin s r cos သုံးမယ်เนาะ sin s r ဘာလို့သုံးမှာလဲဆိုရင် sign function ကနေဆရာမပြောင်းလဲပြီးသုံးမယ်ဘယ် function လဲဆို cos function ကိုပြောင်းသုံးမယ်အဲ့တော့ပြောင်းသုံးမယ်ဆိုတော့ equal sign ကနေ cos လို့ချိန်လိုက်ပြီးချိန်လို့ရလားရတာပေါ့ pi -2 minus 1ဒီလိုပြောင်းလိုက်ပြီဒါအဘဲကြောင့်ဆိုတော့မှာဘယ်လိုရေးမလဲ sin theta equal to cos 90 degree minus theta cos pi -2 minus theta နဲ့ညီတယ်เนาะအဲ့ဒါကိုရေးလိုက်တာเนาะအဲ့ချက်ကိုသုံးလိုက်တာအဲဒီဘက်ညီမချင်းမှာဘာလို့ရှိလဲဆိုတော့ x equal to the cos pi by 2 minus y ဖြစ်သွားပြီအဲ့တော့လိုချင်တာကဆရာမတို့ထဲမှာ cos inverse x ကိုလိုချင်တာဒါကြောင့်ဒီ cos ကိုဒီဘက်ကချောင်းကိုပြန်ပို့ရင်ဆရာမတို့လိုချင်နေတဲ့ cos inverse x လေးရသွားပြီ equal to pi by 2 minus y အဲ့ဒီလိုလေးရသွားပြီနော် cos inverse x equal to pi by 2 minus y အဲ့ခါကျတော့ y ညာမှာဆရာမတို့ထားထားခဲ့တဲ့ sin inverse x ကိုပြန်တွင်းလိုက်ရင်ရောက်နေပြီ နော်ဒါနောက်တစ်ချောင်းမှာဆရာမဟိုဘက်စလိုက်ကူပါမှာဖြစ်လို့ comma ကုတ်ပြီးဒီမှာရေးလိုက်မယ် y နေရာမှာတွင်းမယ်အဲ့တော့ဟိုဘက်ချမ်းက cos inverse x က cos inverse a ပဲ π - 2ကလည်း π - 2ပဲ minus y နေရာမှာဘာတွင်းမှာလဲလက်ထားခဲ့တဲ့ sin inverse x ကိုတွင်းတယ်အဲ့ဒါပြီးတော့ဒီ minus ကဒီဘက်ညီမချင်းပို့လိုက်တော့ plus ဖြစ်သွားတယ်ဒါကြောင့် sin inverse x ထိုးကြောင်ဖြစ်သွားပြီပေါ့နော် plus cos inverse x က equal π - 2နဲ့ညီချောင်းသက်တည်ပြပြီးသွားပြီ နော်အဲ့တော့ကိုက sign bus မှာမဟုတ် cost in bus နဲ့ထားခြင်းလေဆိုတော့ထားလို့ရတယ်အဲ့ပုံစံတိုင်းပဲဖြစ်မှာပဲနော်အဲ့ဒါကိုပြောတာကဲဆင်မဒါဆိုတန်ကျပ် in bus လေးလုတ်ပြကြည့်မယ်နော်တန်ကျပ်ဒီမှာလေတန်ကျပ် in bus ace နဲ့ကိုတန်ကျပ် in bus ace ကပိုင်းပိုင်းတူးနဲ့ညီတယ်ဆိုတာတန်ကျပ် in bus ace ကိုတန်ကျပ် in bus ace ဒီပိုင်းပိုင်းတူးဖြစ်ကြသက်တည်ပြပါ through that ဒါမေးခွန်းပေါ့နော် through တသိပြခိုင်းတာအဲ့တော့ solution ကဒါကြီးကိုပြန်ကူးလို့မရဘူးเนาะမကူးဘူးအဲ့တော့လက်ထားပါမယ်ဆရာမ wine ကိုတန်ញံ invite ace အနေနဲ့ထားလိုက်ပြီးတန်ញံ invite ace ဒါဆိုရင် ace is equal to တန်ញံ wine ပေါ့တန်ញံ wine အဲ့ဒီတန်ញံ wine ဟန်နေဆရာမကိုတန်ញံချိန်မယ်တန်ញံကိုတန်ញံချိန်ရင်ချိန်လို့ရလားဆိုတော့ရတယ်ဘယ်တည်းကနှုတ်မှာလဲပိုင်ပိုင်ဒုတိယနှုတ်မှာဒါကြောင့်ကိုတန်ញံပိုင်ပိုင်2 1ဘယ်ကြောင့်ဆိုတော့ tangent theta equal to cotangent cotangent ပါတယ်လေ pi by 2 minus theta အဲဒီလိုဒီလိုမျိုးလေးဖြေနာမှာရေးပေးလိုက်မယ်ဒါဆို cotangent ကတော့ cotangent မယ်အဲ logena ဒီ cotangent inverse ဆိုတော့ဆင်မဒီဘက်ပို့လိုက်မယ်အဲ့တော့ cotangent inverse x equal to ကဒီဘက်မှာ cotangent မရှိတော့ဘူးကိုဘက်ပို့လိုက်ပြီဆိုတော့ pi by 2 minus y ပဲကျန်မယ်နော်အစင်မကြော်ရင်ဒါလေးပြန်ကူးတယ် ကူပြီးတော့ equal ပိုင်ပိုင်တူကပိုင်ပိုင်တူပဲ minus y နေရာမှာဆ iam ထားခဲ့တဲ့ tan inverse inverse x ကိုပြန်သွင်းတယ်သွင်းလိုက်တော့နောက်ဆုံးအဖြေရောက်သွားပြီ tan inverse x ညီမချင်းဒီဘက်ကိုရောက်လာတော့အပေါင်းဒီဘက်မှာကို tan inverse x လည်းရှိတယ် equal to π/2 အဲဒီလိုလေးကပ်ပေးမှာပေါ့နော်ဒါပေမဲ့အဲ့လိုရေးတဲ့အခါမှာအဲ့မှာဘာလို့လဲဆိုတော့ဆန္ဒမှာဆ iam ပြောတဲ့ဒီ limit တွေလို့တယ်ပေါ့နော်အဲဒီ limit တွေလို့တယ်ဒီကောင်ဒီ y equal to sin inverse x domain အနေနဲ့ရေးမယ်ဆိုရင် xd -1 less than equal 1အဲ့လိုရေးရမယ် y ကတော့ဒီလိုဖြစ်မယ်ပေါ့နော်အဲ့တော့ဒါလေးဒီလိုရေးရမှာပေါ့နော်ဘေးနားမှာကန့်သက်ချက်လေးနဲ့ and x ပါရေးလိုက်တော့ပိုပြည့်စုံသွားတာပေါ့ -1 less than equal x less than equal 1เนาะအဲ့လိုလေးရေးပေးလိုက်ရင်ပိုပြည့်စုံသွားပြီဒါဆိုလည်းဒီမှာဘယ်လိုရေးမလဲတန်းရဲ့ inbar x struct က x tan mode ကဘယ်နဲ့ပဲကြာဖြစ်မလဲဆိုတော့ x က x က belongs to r ဖြစ်မှာเนาะ x က belongs to r and y ငါကြတော့သူ့ရဲ့ limit က interval သူတတ်မှတ်ထားတဲ့ဟာဘယ်နဲ့ပဲကြာဖြစ်သွားမလဲဆိုရင်အဲ plus or minus pi/2 ဆိုတော့ minus pi/2 နဲ့ pi/2 နဲ့ကြာပေါ့အဲဒီလိုလေးရေးပြရမယ်เนาะဒါဆိုရင်တော့ကိုယ့်ရဲ့ဟာကအမှတ်လျှော့စရာအကြောင်းမရှိတော့ဘူးအဲသုံးမှတ်တမ်းမေးရင်လည်းဒါမျိုးလေးဖြေပေးနိုင်ရင်ဒါပြုတ်တက်ကအဆင်ပြေတယ်ကြိုက်တယ်ပေါ့เนาะ